နိုင်ဂျီးရီးယားမှာကက်သလစ်စာသင်ကျောင်းတစ်ကျောင်းကနေတနတ်သမားတွေပြန်ပြီးဆွဲဖမ်းဆီးထားတဲ့ကလေးအယောက်300ကျော်မှာ50ခန့်ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ခရီးရန်အဖွဲ့တစ်ဖွဲ့ကနိုဝင်ဘာ23ရက်ကပြောပါရယ် နိုင်ဂျီးရီးယားနိုင်ငံအနောက်ပိုင်းနိုင်ဂျာပြည်နယ်မှာရှိတဲ့ Saint Mary ပူရေးပညာရေးကျောင်းတစ်ကျောင်းကိုနိုဝင်ဘာ21ရက်အစောပိုင်းကတနက်သမားတွေဝင်ရောက်စီးနှင်ခဲ့ပြီးကျောင်းသားကျောင်းသူ303ဦးနဲ့ဆရာဆရာမ12ဦးကိုပြန်ပြီးဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အင်းဒီချင်းကပီးပြည်နယ်မှာရှိတဲ့အလဲရန်ကျောင်းမှာနိုဝင်ဘာ18ရက်က တနက်သမားတွေဝင်ရောက်ဈေးနှင်းခဲ့ပြီးမိန်းကလေး25ဦးကိုပြန်ပေးဆွဲခဲ့ပြီးတဲ့နောက်အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ရရှိထားတဲ့သတင်းကောင်းတစ်ခုကတော့ကျောင်းသား90လောက်ထွက်ပြေးလာပြီးမိဘတွေနဲ့ပြန်ဆောင်ဈေးသွားပြီဆိုတဲ့သတင်းမှလို့နိုင်ဂျီးရီးယားခရီးရန်အသင်းအဖွဲ့ကထုတ်ပြန်ခဲ့ပြီး၎င်းတို့ဟာနိုဝင်ဘာ21ရက်နဲ့22ရက်ကြားမှာထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ပြောပါရယ်။စိန့်မယ်ရီကျောင်းကပြန်ပေးဆွဲခံရတဲ့ အသက်၈နှစ်ကနေ၁၈နှစ်အရွယ်ကြားရှိတဲ့ចောင်းသားចောင်းသူတွေဟာចောင်းမှရှိတဲ့ចောင်းသားအရေအတွက်စုစုပေါင်း629ဦးရဲ့ထောက်ဝခံဖြစ်ပါတယ်။အခုချိန်မှာမူလာရန်ចောင်းကနေចောင်းသားចောင်းသူ251ဦး၊အလဲရန်ចောင်းသားចောင်းသူ14ဦးနဲ့ဆီယာဆီယာမ12ဦးတို့ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။နိုင်ဂျီးရီးယားအစိုးရကတော့ကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေပြန်ပြီးဆွဲခံရတဲ့အရေးအတွက်နဲ့ပတ်သက်ပြီးမှတ်ချက်ပြု ပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ကလေး90လောက်ထွက်ပြေးလွမြောက်လာတဲ့ကြတော့စိတ်သက်သာရာရခဲ့ပါတယ်။ကျန်တဲ့ကလေးတွေနဲ့ဆရာဆရာမတွေကိုကယ်တင်ဖို့နဲ့ဘေးကင်းကင်းပြန်လာနိုင်အောင်ဆူတောင်းကြဖို့အားလုံးကိုတိုက်တွန်းလိုက်ပါတယ်လို့စီရင်ဥက္ကဋ္ဌဖြစ်တဲ့အပြင်ចောင်းပိုင်ရှင်လည်းဖြစ်တဲ့ဘိုလက်စတာဝါဟိုရနာကပြောပါတယ်။အာဖရိကရဲ့လူကြီးအထူးတက်ဆုံးနိုင်ဂျီးရီးယားမှာလုံခြုံရေးစိုးရိမ်မှုတွေကြောင့်နိုင်ငံတော်မှာရှိတဲ့စာသင်ကျောင်းအများအပြားပိတ်ခဲ့ရပါတယ်။